အဲ့ဒါနောက်ကနေပြီးတော့ပြည့်စေကဗုဒ္ဓရဲ့နောက်ကနေလိုက်ပြီးတော့တလန်းလို့မူးရင်လဲကိုယ့်ရင်ကိုပြာမအိပ်ဘူးအဲ့ဒါပြည့်စေကဗုဒ္ဓနောက်ကနေလိုက်ပြီးတော့အဲ့ဒီစွတ်စွဲခဲ့တာတဲ့ပြည့်စေကဗုဒ္ဓကတော့ဘာတခုမှမပြောဘူးမရင်တည်းဘာတခုမှမပြောဘူးသူကသူအဲ့ဒါတလန်းလုံးလိုက်ပြီးတော့ဒုတ်သီလသီလမရှိတဲ့ပုဂ္ဂိုလ်ပါပဘိက္ခုမကောင်းတာကျင့်နေတဲ့ပုဂ္ဂိုလ်ပါပဓမ္မော ကာမဘောဂီကာမဂုဏ်ဒီခံစားနေတဲ့ပုဂ္ဂိုလ်လို့အဲ့ဒီလိုဘုန်းကြီးတို့ဖယားလောင်းတော်မူနာလိဝေဒီကမဆောင်ထိန်ပဲနဲ့မူမူယွယွနဲ့ပြည့်စေကဗုဒ္ဓကိုစွတ်စွဲတယ်တဲ့ဓမ္မရှင်ဘုန်းကြီးတို့ပြေသားရဲ့အဲ့ဒီကံကိုဘာကံလို့ခေါ်မလို့ဆို ဝစီကံအဲ့ဒါဘာကံလဲအေးဝစီကံစာပေရှိပါတဲ့ဝစီဘေဒထိတိုင်းရှာတယ်ဗါတယ်လေထိတာပဲဘုရားဖြစ်တော့ ဒါဖြင့်အဲ့ဒီဝစီကံကဘာဖြစ်လို့ဒီလောက်တောင်နှုတ်သွဲရှာသွဲအာသွဲဖြစ်နေတာတော့ဆိုရင်ဘုန်းကြီးတို့ပြည့်တတ်ရဲ့အဲ့ဒါအရက်တော့ထားလို့ဘာဖြစ်လို့လဲအဲတချို့ပြောတယ်မို့လားမင်းကရဲစေးလေးတင်ပြီးလိုက်ပြောရတယ်တဲ့ရဲစေးလေးတင်ဆိုရဲစေးကဘာလို့ဆိုတော့အရက်တော့တာဘာတော့တာလဲအဲ့ဒီအရက်ဝဇတ်ထဲဝင်သွားပြီဆိုလို့ရှိရင်နှုတ်ကတည်သွက်တာပဲတဲ့တခါလဲပြောကျင်တာတွေပြောတာလားတိုင်းရင်ကိုတော်မြတ်ကတေနာကံမဝိပါကေနာနိရယေတန်တရိစီရံ ဘဝဝတ္တသဟသန္တိဒုက္ခဝေရေတိဝေရဏံဘေကဝေပရိဒ္ဒလေးများခြေသာခြေသမီးတို့တေနကမ္မဝိပါကေနအဲ့ဒီကံအကျိုးကြောင့်ဏိရယေငရဲမှာကြည်စမ်းဘုရားလောင်းတော်ကြီးငရဲဆင်းသွားပြီဘယ်ဆင်းသွားပြီလဲတေနကမ္မဝိပါကေနအဲ့ဒီဘဝမှာအရက်တွေတောက်ပြည့်စေကံဗုဒ္ဓကို ပြင်မခဲ့တဲ့ကံကြောင့်ဏိရယေငရဲမှာ စီတန်းနဲ့အချိန်အကြာကြီးဘလောက်အချိန်ကြာတယ်ဆိုတော့ဘုန်းကြီးနောက်ဝိဘက်တော်ကြာတော့ငရဲတတန်းနေဘုန်းကြီးပြောပြငရဲကြီးရှစ်ထပ်အကြောင်းငရဲငယ်အကြောင်းတွေကိုနောက်ဝိဘက်တော်ကြာတော့ဘုန်းကြီးရှင်းမယ်အဲ့တော့ဒီမှာနေတဲ့ငရဲမှာစီတန်းအချိန်ကြာကြီးဟောကြံမြင့်သွားတော့ကာလပါလုံးတန်တရိန်အမဲလေးပါလေးကဲမယူပါတစားစားနဲ့ငါကျင်နေခဲ့ရလေးပြီဘဟုဝဒတဟတန်ဒီများစွာသောနေ့အထောင်တို့ပါလုံးဒုက္ခကြီးသောဝေဒနာဆင်းရဲဝေဒနာကို ဝေရေတိငါဖယားရှင်ကိုရောမြခံစားခဲ့ဘုဘာဘေးမိလို့ဘဂဝါဘုံတော်၆ဆူအောင်လံထူဖြစ်တော်မူသောဖယားရှင်ကိုရောမြကအဝစာကောင်းစားမဲ့တွေဟောကြားတော်မူလိုက်ပါပေတည်း